ားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျ။ကျွန်တော်တို့အနေနဲ့ Train မြန်မာဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းသွားလာပြတဲ့ခီးစဉ်တွေကိုပြန်လည်မျှဝေပေးနေတာဖြစ်ပါတယ်။အခု episode 90အနေနဲ့မျှဝေသွားမယ့်အကြောင်းအရာကတော့ရွှေခေမှဒီချောင်းသာစီတို့ဆိုတဲ့အစီအစဉ်ဖြစ်ပါတယ်။ရာဂီတိုင်းဒေတာကြီးမှာရှိတဲ့ဝါခေမမြို့တင်စားပြီးခေါ်ကြတဲ့ရွှေခေကနေပြီးတော့ ချောင်းသာအထိသွားမဲ့ခီးစဉ်မှာတွေ့ရမဲ့မြင်ကွင်းတွေကိုမျှဝေပြီးသွားမဲ့အစီအစဉ်ဖြစ်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်တို့ဒီလမ်းကိုတော့ဟောရှင်ကုန်ပသိမ်လမ်းကနေမဟုတ်ဘဲနဲ့ဒီဝါခမကနေပြီးတော့ကျုံကုန်းရွာတက်ကံကြီးမြင်းကစိတ်ကံကုန်းပသိမ်ချောင်းသာလမ်းတိုင်းသွားမှာဖြစ်ပါတယ်။ဝါကမကနေချောင်းသာအထိကိုမိုင်90နီးပါးပဲရှိမှာဖြစ်ပါတယ်။အချိန်အပြည့်3နာရီကြာကြာပဲမောင်းအောင်ပါ။ ဒီပိုင်းကတော့ဝမ်ကင်ဝမ်ကနေကန်ကုန်းအထိကန်ကုန်းလမ်းစုံအထိအပိုင်းကိုတွေ့ရမှာပါအခုဒါကဝါကမပတ်တနော်ရန်ကုန်လမ်းဟိုရင်တော့ကပသိန်သွားမယ်ဆိုရင်ရန်ကုန်ပသိန်လမ်းကရန်ကုန်ပသိန်လမ်းကိုရောက်အောင်လို့ဒီရွှေလောင်းကိုပြန်ဖြတ်ဝါကမလမ်းခွဲအထိပြန်ထွက်အဲ့ရနေမှရန်ကုန်ပသိန်လမ်းတိုင်းသွားရတာပေါ့ ဲ့လိုဆိုလို့ရှိရင်အဲ့လိုသာသွားလို့ရှိရင်ဝါခမားကနေပြီးတော့ချောင်းသာအထိဆိုလို့ရှိရင်စုစုပေါင်း128မိုင်အထိရှိမှဖြစ်ပါတယ်၄နိုင်ခွဲလောက်မောင်းရမှာပါအခုဒီခီးကတော့မိုင်60နီးပါးပဲရှိတယ်၃နိုင်ကြော်ကြော်ပဲမောင်းရမှာပါဒါကတော့ဝါခမပန်တနောရန်ကုန်လမ်းရဲ့စိတ်ပိုင်းတစ်ခုပေါ့ ဒီလမ်းလေးရဲ့ဘယ်ဘက်မှာချောင်းလေးရှိတယ်။အဲ့ချောင်းလေးကအာလေတမန်ဘတော်အသေးလေးတွေသွားတယ်သွားလို့ရတယ်လက်ရှိလည်းအသုံးပြုနေတဲ့လမ်းဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့အဲ့ဒါကိုမှတ်တမ်းတင်ဖို့ကြတော့လေကသွားနေတဲ့အရှိန်နဲ့ဒီတစ်ပင်ရဲ့အကာအကွယ်တွေနဲ့ဆိုတော့အသေးအဆင်မပြေဘူးဖြစ်လို့ Okay ဒီလမ်းမှာကျွန်တော်တို့ကဘယ်ဘက်ကိုကွေ့ရမလဲ။ဒါကမယန်းချောင်းရွာမယန်းချောင်းတရားပေါ့။သူကဘယ်ဘက်ကိုသွားရမလဲ။ရှစ်တက်တက်ဆက်သွားရင်ကြတော့ခုနရန်ကုန် အဝါခမပန်တနောရန်ကုန်လမ်းဖြစ်သွားမယ်အခုဒါကျွန်တော်တို့ကဒီဘက်ကို꿰လာတာဒီဒရာတီကိုကျွန်တော်တို့ခုနှစ်မိုင်တတာပဲရှိတယ်ဝါခမနေနေ15မိနစ်ကြာကြာမောင်းရတာပေါ့ဒီလမ်းတိုင်းသွားရင်ကျွန်တော်တို့ဒါကျွန်းကုန်းအရင်ဆုံးရောက်မယ်ကျွန်းကုန်းဆိုတဲ့ဒေသအဲ့ရနေပြီးသွားလို့ရှိရင်အရွာတိတ်ရွာတိတ်ကနေပြီးတော့ကျွန်တော်တို့ကမြောင်မြပသိမ်အဲ့လမ်းတိုင်းသွားမှာပေါ့အခုနဒီလမ်းရဲ့တခြားမှာတော့အခုပြေးပြေးညာမှာတွေ့ရတာကလေပြင်းမပင်နေလားမသိဘူးဗျာ ပွင့်အပြားတွေပွင့်တာကျွန်တော်တို့အဲ့ဒါတေချာမသိဘူးဖြစ်နေလို့โอเคအခုဒါကျွန်တော်တို့ခုနခွဲထွက်လာရဲ့လဲအနီရောင်ကဒါကပန်းတနော်ရန်ကုန်သွားမယ်လဲကျွန်တော်တို့အပြာလမ်းတိုင်းခွဲထွက်လာတာတရားကနေခွဲထွက်လာတဲ့လမ်းလေအခုကြည့်အာဒါဆိုရင် အခုကမေလာပဲရှိသေးတယ်မေလာထဲမှာတော့မှပဲအခုလိုပဲဒီဘက်ဒေတာကတော့များသောအားဖြင့်အခုလိုပဲစိမ့်စိမ့်ဆူဆူမြင်ရလိမ့်ရှိတယ်မြို့ကကျုံမော်ဒေတာဖြစ်တဲ့အတွက်ရေကအမြဲတမ်းနှီးပါရတဲ့နေရာတွေများတယ်ပေါ့ အဲ့ဒီအတွက်လည်းပြဿနာတစ်ခုကတော့ဘာရှိလဲဆိုတော့ ARD တိုင်းထဲမှာရှိနေတဲ့ကားလန်းတွေကတော့ဟိုအခြားအထက်ညာဒေသမှာရှိနေတဲ့ကားလန်းတွေလောက်တော့ပြည်ပြချုံးမွေးမှုအနှဲငယ်အားနည်းတယ်ပေါ့ပြီးတော့ဒီကားလန်းတွေကလည်းနောက်ဆုံးမှပေါ်လာတဲ့ကားလန်းတွေဖြစ်တာဟုတ်အခုဒီမှာဆိုလို့ရှိရင်ဒါဟိုဟာလေးတွေတွေ့လာရပြီအိုးဝေလေးတွေအရှင်ကတော့ဒီမှာကအဲစပိန်စိုက်ကားပေါ့ နောက်တော့စိုင်ကယ်ထော်လာကြီးဒိန်းတောင်းအခုတော့အိုးဝေလေးမြင်လာရပြီပေါ့ဒါကတော့တကယ်အမြဝချုံမော်ရဲ့မြင်ကွင်းစစ်စစ်လေးတွေပေါ့အာရှေ့မှာရွာတရွာရှိတဲ့ညာဘက်မှာပူကျွန်းကြီးပါသူကကြွာကတော့ကြီးပုံရတယ်အကြီးလက်စေကန်တို့စာကြီးတိုက်တို့စာတိုက်ရဲ့အစုံရှိတယ် ဒီကလမ်းတွေကတော့ဒီလိုအနေထားမျိုးလောက်ပဲအများတော်အဖြစ်ကလေတော့ပြီးတော့အဲ့ဒီဟိုအဲ့ဒီညာဘက်ချက်ဟိုနောက်ဘက်မှာမြင်ကြီးရှိတယ်ဗျအဲ့ဟာကြတော့ကျွန်တော်တို့အချို့နေရာတွေမှာပဲလှမ်းမြင်ရတယ်အချို့နေရာတွေကြတော့မမြင်ရဘူးအဲ့ဒီမြင်ကြီးကဒီခုနကားလမ်းနဲ့အပြိုင်ရှိနေတာပေါ့ဂျားထဲမှာတော့ယွာရှိတာပေါ့ဒါတော့မြို့အကျုံးဘက်ကမြို့ယွာတွေကဒီမြစ်ကိုပဲမှီပြီးတော့မြို့ယွာတည်ကြတာပေါ့ မြေကဘေးပင်ညာတွေမှာဟိုအထက်ညာဆိုလို့ရှိရင်လဲကားလမ်းရဲ့ဘေးပင်ညာယထာလမ်းရဲ့ဘေးပင်ညာသို့မဟုတ်ကားလမ်းနဲ့ယထာလမ်းကြားပေါ့ဒီလိုမျိုးတည်ရတာပေါ့ဒီဘက်မှာကတော့မြေကဘေးညာချောင်းတွေရဲ့ပင်ညာတွေမှာမြို့ရွာတွေတည်ကြတာများပါတယ်ဒီဘက်ဒီမှာဆန်ဆက်တွေများတယ်။လေခွင်းတွေလည်းများတော့ န်းမြင်နေပြန်ဒီဘက်မှာထန်းမြင်နေကဟိုလိုမျိုးအဲထန်းတော့ဆိုတာလည်းစာလို့ရှိရင်လေဒီလိုမျိုး ကားလမ်းဘေးဘယ်ညာမှာပေါက်နေကြတာများတယ်ဗျဟိုအထက်ညာမှာတွေ့ရတဲ့လိုမျိုးထန်းတော်ကြီးတွေကတခါတည်းဒီလိုမျိုးတော်အုပ်လိုက်ကြီးတွေဒီလိုမျိုးအဲ့လိုမျိုးတော့ရှားတယ်ဒီမှာကလေဒီမှာကလေခွင်းနေများတာပေါ့ တော်အေးစေတဲ့မြင်ကွင်းတွေပဲဗျကြည်လင်နေတဲ့ကောင်းကင်နဲ့စိမ့်ဆူနေတဲ့တစ်ပင်နေတယ်။အာဒီမှာကတစ်ခုလေးပဲရှိတယ်။အဲ့ဒီအခုဒီလမ်းပေါ်မှာဆိုလို့ရှိရင်အဲ့လိုမျိုးတထောင်စချိုးခွေပေါ့။90ခွေလောက်ရှိတဲ့ခွေကနှစ်ခုလောက်ရှိတယ်။အဲ့ဒါလေးတော့တစ်ချက်တည်းထားရတယ်။သွားနေကြမဟုတ်လို့ရှိရင်လေ။အာညာဘက်မှာရှိမှစတင်ချောင်းရ။ပြီးတော့တော့ဒီမှာစိုက်ဖို့ကျုံကုန်းမှကျိုးစုပါဤတဲ့။ဒါကအာဝက်ခမမြို့နယ်အပိုင်ပေါ့။ကျုံကုန်းတိုက်နယ်လို့အရှင်ကတော့ကျွန်တော်သိထားတာတိုက်နယ်ပေါ့။ ီးသားလို့ရှိရင်ရှေ့မှာဆိုလို့ရှိရင် okay ဒီမှာဒါကအခုကျွန်တော်တို့ဟိုးမှာဆွတ်ဆွလေးမြင်နေရတာကျုံကုန်းပဲပေါ့အာဒီဝါခမမြို့နယ်အောက်မှာဆိုကျွန်တော်တို့အရင်ကတည်တလောက်တော့ကျုံကုန်းရွှေလောင်းကျုံငေးဆိုရဲတိုက်နေသုံးခုရှိတယ်လို့သိရပါတယ်ဒါကျုံကုန်းဆိုတာလေအင်မတန်စီကားတဲ့ဒေတာတစ်ခုဖြစ်တယ်အာစီဝိုင်းကောင်းတဲ့ဒေတာတစ်ခုလည်းဖြစ်တယ်အုပ်လုပ်ငန်းတို့စံစားလုပ်ငန်းတို့တော့အရင်ကနာမည်ကျော်တယ်ဗျအခုနောက်ပိုင်းတော့ကျွန်တော်တို့အဲ့ဒီဘက်ကအခြေအနေတော့တိကျမသိတော့ဘူး ဒီဒီမြေကြီးပေါ်မှာသူကတရားထိုးထားတယ်ဒီမြေကဒီဘက်ချမ်းကကျုံကုန်ဝခွမြို့နယ်အပိုင်းဟိုဘက်ချမ်းကကြတော့အိမ်မဲမြို့နယ်အပိုင်းဖြစ်သွားပြီโอเคဒါကကျွန်တော်တို့ကျုံကုန်တရားပေါ်တက်ပြီဒီကျုံကုန်တရားအထီကိုဝခမကနေ12မိုင်တသားပဲရှိတယ်나이ွက်နေပါလောက်မောင်းရင်ရောက်တယ် ဟိုဘဘဘေးကကျုံကုန်းတရာဟောင်းကျိုးတရာအခုဒါကနောက်အစ်စ်ထပ်ပြီးတော့ဖွင့်ထားတယ်အာကွန်ကရစ်တရာပေါ့အရင်တုန်းကဒီဝါခဲမတရာရွှေလောင်းတရာကျုံကုန်းတရာကအခုနောက်ပုံစံအတိုင်းတပုံစံနေပဲအခုပြန်ပြီးပြင်လိုက်တော့လေအခုဒီဘက်ကညာဘက်ကလန်အတိုင်းအာအာစီတရာပေါ့အဲ့လိုတရာမျိုးတပုံစံနေပဲဝါခမတရာရောရွှေလောင်းတရာရောကျုံကုန်းတရာရောကโอเคဒါဆိုရင်ဒါကကျတော့အိမ်မဲမျိုးနဲ့အပိုင်းဖြစ်သွားပြီပေါ့ အခုကကျွန်တော်တို့ကပြင်ရွာတက်လမ်းစုံကိုရောက်မှာဒီဘက်မှာကြည့်ဒီဘက်ကအော်တကယ်ကျွန်တော်တို့ဘေးဘယ်ညာတခြားမှာတွေ့ရသမျှအမြင်ခွင့်အားလုံးကလေခွင့်နေပြီအဲဥပမာပြင်ကျွန်တော်တို့ဟိုရှင်းပြဆိုလို့ရှိရင်ဒါဘယ်ညာကြည့်လိုက်ရင်တောင်တန်းနေရှိမယ်ရှိုးနေရှိမယ်စိုက်ခင်းနေရှိမယ်အဲ ပြီးတော့လို့ရှိရင်အထက်ညာပဲရောက်သွားလို့ရှိရင်တော့အချက်အထက်ညာလည်းဒီလိုပဲကွင်းပြင်ကျယ်တွေတွေ့ရမယ်။ဒါပေမဲ့သူတို့ကွင်းပြင်ကျယ်တွေမှာကွင်းပြင်ထဲမှာဆိုလို့ရှိရင်အာထမ်းမင်းနေရှိမယ်။ပြီးတော့လို့ရှိရင်ရွာစုလေးအချို့ရှိမယ်။အဲ့လိုမျိုးပေါ့။လန်းနေကတော့သူတို့ကကားလန်းကိုတိကထားတဲ့မြို့တွေဖြစ်တဲ့အတွက်အထက်ညာတွေကတော့ကားလန်းတွေခြေပြတ်မယ်ပို့ပြီးကောင်းပုံမယ်။အဲယာရီတိုင်းကတော့ကားလန်းတွေကနောက်ဆုံးမှပေါ်လာတာဖြစ်တဲ့အခါကျတော့သူကဟိုဘက်လန်းတွေလောက်တော့မပြည့်စုံသေးဘူးပေါ့။လန်းကလက်ရှိအခုမြန်မာနဲ့လမ်းပုံစံမျိုးပဲရှိမြဲ။ ီလိုခွေလေးတွေရှိတယ်အဲ့ဒါလမ်းညွန်လေးတွေရှိတယ်အဲ့လေတော့တစ်ချက်တည်းထားတယ်ဒီနေရာဒီမှာရံဖန်ရံခါကြားလို့ရှိရင်ဟိုကြေးရွာတွေကနေပြီးတော့ဟိုဆိုင်ကယ်တို့ခုနလိုထော်လာကြီးတို့စသည်ဖြင့်ကတစ်ခါတလေမှာမတိလို့တော့တကောင်သို့မဟုတ်တိရနဲ့အမတ်မဲနဲ့အချိန်နဲ့တော့လမ်းပေါ်ထိုးတက်လာလို့ရှိရင်အဲ့ဒါကိုကတော့နည်းနည်းလေးတည်ထားတယ်ပိုင်းရှိတယ်ဗျဒါတော့ပြင်းတော့ဒီမှာကထမ်းပင်တွေတွေ့ရမယ်ကုတ်ကုတ်ပင်တွေတွေ့ရမယ် မလေးရှားဘရောက်ပင်တွေတွေ့ရမယ်။နောက်ပိုင်းကျွန်းပင်တွေတွေ့ရမယ်။ဒါကလန်ပြီးမှာပုံပြီးပဲ။ဟိုးရှိမှာကရွာတစ်လန်းစုံ။ရွာတစ်လန်းစုံရောက်ပြီ။ Okay ဒီရွာတစ်လန်းစုံအထိကိုဝါခင်မကနေ16မိုင်18မိုင်လောက်ရှိတယ်ဗော။16မိုင်ကျော်18မိုင်ဒီပါ။မိနစ်40လောက်မှာပါတယ်။သူက အခုဒီလမ်းလေးကညာဘက်ကိုသွားရင်အနီရောင်ကအဲ့ဒါအိမ်မဲကိုရောက်သွားမယ်အိမ်မဲကနေပြီးတော့ဘာကမှလမ်းခွဲပန်းတနော်ရန်ကုန်ပေါ့အခုကျွန်တော်တို့ကဘယ်ဘက်ကိုလိုက်လာတာအပြရောင်လမ်းအတိုင်းဆက်သွားမှာဟုတ်ကဲ့ဒီလမ်းအတိုင်းဒီလမ်းကျော်ချောင်းမှာ ။ဟိုရင်တော့ကတော့ကုတ်ကုတ်ဘင်းနေရှိတယ်။နောက်ပိုင်းမှာတော့မလေးရှားဘရောက်ဂျပန်ဘရောက်လိုခေါ်ကြတဲ့အပင်တစ်မျိုးလည်းတွေ့လာရတယ်။အဲ့နောက်မှာမှအခုကကျွန်းပင်တွေစိုက်ကြတယ်ပေါ့။အဲ့ဒီပင်နေသွားပြီ။အဲ့ဒီအပင်ကိုမလေးရှားဘရောက်ကတော့အော်ရီရှားလို့လည်းခေါ်ကြတယ်လေ။သူကတော့ဒါသာပြတော့ပေ60လောက်ထိမြင့်တယ်။ရေငတ်တန်ရေလွှမ်းမိုးတဲ့တန်တွေကိုခံနိုင်တဲ့သပင်ကြီးမျိုး။စကူရိုပရီဘောကတော့ဒီကရိယာတွေရဲ့လက်ကင်တွေအဲ့လိုမျိုးထုတ်လုပ်သုံးဆွဲတယ်။အိန္ဒိယမှာတော့ထင်းပြီးတွေ့လောင်စာပြည့်အဓိကသုံးဆွဲတယ်လို့သိရတယ်။သူကတစ်နှစ်လုံးအပွင့်ပွင့်တယ်။ အဲပြဿနာကအဲ့ဒီဝက်ပုံကအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေဖြစ်ပွားနိုင်တယ်ဆိုပြီးတော့အမေရိကန်နဲ့ဥရောပနိုင်ငံအချို့မှာအဲ့ဒါကိုစိုက်ခွင့်ပိတ်ပင်တယ်ဆိုတဲ့သတင်းအချို့လည်းတွေ့တော့တွေ့ဘူးလေဗျ Okay ဒီဒီနားလေးဆိုရင်တော်တော်တည့်ရတယ်နော်။ဒါပြန်ခင်းတာတိတ်မကြသေးဘူးတင်တယ်။ဒီလမ်းလေးကဒီနားလေးတွေကတော်တော်ကောင်းတယ်လေ။ဒါအရောဒီဘက်မှာရှိနေတဲ့ရွာလေးတွေရဲ့ပုံစံနေ။ တို့ကတခုပဲသတိထားရတာတခါလေကျရင်လမ်းနေရာလေးအမြင်အပြည့်သိမသိတာပြီးမဲ့ဥပမာပြလမ်းအနေငယ်လိန်နေတာမျိုးပြီးသွားလို့ရှိရင်ဟိုချိုင်းရှိနေတာမျိုးလှိုင်းထနေတာမျိုးအဲ့ဒါလေးတော့ဖြစ်သိထားရတယ်ဗျ။ Okay ဟိုရှေ့မှာမြင်နေရတာအဲ့ဒါကကန်ကြီးဒရာကန်ကြီးဒရာအဲ့ဒရာကသူကဒရာရဲ့ဒီဘချမ်းကအိမ်မဲမျိုးနေဒရာရဲ့ဒီဘချမ်းဒရာတော့ကဒီဘချမ်းအိမ်မဲမျိုးနေပေါ့ဒရာတော့ကဟိုဘချမ်းကကြတော့မြောင်းမြမျိုးနေအိမ်မဲနဲ့မြောင်းမြရဲ့နယ်နိမိတ်ကန်ကြီးဒရာ တာဒီဘက်မှာဆိုရင်မလေးရှားဘရော့ပဲအချို့ရှိလာတယ်။သူကမန်ဂျန်ရှားမလေးရှားဘရော့ကိုအော်ရီရှားလို့ခေါ်တယ်။သူနဲ့ဆင်တူတာမန်ဂျန်ရှားဆိုတဲ့ပြင်လည်းရှိတယ်။အခုနောက်ဆုံးမှထပ်ပြီးတော့စိုက်ပြိုးလာကြတာပေါ့။မန်ဂျန်ရှားကတော့သူကတက်မာမျိုးဖြစ်တယ်ဈေးကောင်းရတယ်ဆိုပြီးတော့အချို့ကတော့နေရကျူပြီးတော့ကိုအသေးချာကိုစိုက်ပြိုးလာကြတာကိုတွေ့ရတယ်။သူကမန်ဂျန်ရှားနဲ့အော်ရီရှားနဲ့မတူလာသလိုအပင်အရွက်တွေပါလေအပင်တွေပါလေဆင်နေအရွက်ကတစ်ခုပဲရှိတယ်မလေးရှားဘရော့ကအရွက်သေးပြီးရှိရှိချွန်ချွန်လေး ပြီးသားလို့ရှိရင်မန်ချန်ရှားကတော့အရွက်ဖားပြီးတော့သူကထိတ်ပိုင်းတုံတုံလေးအဲ့လိုမျိုးပြီးသားလို့ရှိရင်မန်ချန်ရှားကကြတော့အဖြူရောင်ရိုးတဲ့အပွင့်ပွင့်တယ်အော်ရီရှားကတော့အဝါရောင်ပွင့်တယ်โอเคဟိုရှင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့လမ်းခွဲတစ်ခုရောက်တော့မယ်ကြုံဝါလမ်းစုံအဲ့ဒါကဒီဘဲဘက်တက်တက်ဆက်သွားလို့ရှိရင်မြောင်းမြမြောင်မြောင်ကိုဆိုလို့ရှိရင်တော့အိုက်ကနေ6မိုင်လောက်ရှိတယ်။အခုကျွန်တော်တို့ညာဘက်ကိုထွက်ရမယ်။ Okay အခုညာဘက်ကိုထွက်လာပြီ။ညာဘက်ကိုထွက်တော့ အဲ့ရနေပြီးတော့ပတိန်အထိဆိုလို့ရှိရင်12မိုင်ခွဲရှိတယ်။ပြီးရောခုနအဲ့လမ်းစုံကနေကျွန်တော်တို့ဟိုနောက်ဘက်ကျွန်တော်ထွက်လာတဲ့လမ်းတိုင်းပြန်သွားရင်အိမ်မဲအထိဆိုလို့ရှိရင်23မိုင်ရှိတယ်။ကျုံးမင်းတွေကတော့အခုနောက်ပိုင်းမှာကလန်းမတွေရဲ့ဘေးမှာစိုက်ကြတယ် โอเคရှေ့မှာတရားစင်းတွေ့ပြန်ပြီဗျဒီတရားကတော့ပမ္မဝတီတရားဖြစ်ပါတယ်တရားခန္ဓာယုံကတန်60အထိရှိပါတယ်အရှင်ကဒီနေရာမှာကြိုးတရားတစ်ခုရှိတယ်မြင်းကားစိတ်တရားလို့လွယ်တကူခေါ်ကြတယ်အောက်ကမြင်းကားစိတ်မြင့်မလို့အဲ့ဒီပသိမ်ကံကုန်းမြင်းကားစိတ်မြောင်းမြလမ်းပေါ်မှာရှိနေတယ်အခုဒီတရားကအရှိပေ1260ရှိပြီးတော့ပမ္မဝတီတရားမြင်းကားစိတ်လို့ခေါ်ပါတယ်2023မတ်လ20ရက်နေ့မှာဖွင့်လှစ်ခဲ့တာလို့သိရပါတယ် ရမကျွန်းမဒေတာတစ်ခုဖြစ်တဲ့အတွက်မြစ်တွေချောင်းတွေဝိုင်းနေတဲ့အခါကျတော့လန်တလန်ဖောက်တိုင်းမှာသဒ္ဓါအတော်များများလိုအပ်တာမျိုးရှိတတ်ပါတယ်။ရှေ့မှာလည်းသဒ္ဓါတစ်စင်ဒါကတော့ကြိုက်လက်သဒ္ဓါပါ။ကြိုက်လက်သဒ္ဓါပါဒီနားရွာလေးကိုလည်းကြိုက်လက်ရွာလို့ခေါ်တယ်။ကြိုက်လက်ဆိုပေမဲ့ကြိုက်လက်မျိုးကတသက်ရှိတဲ့အရာတွေတိုင်းနေမှာလေ။ဒါကတော့ဒါရွာပါ။သူစင်းလေးအတက်တရီထားတယ်။စင်းလေးကနည်းနည်းလေးအချိုးများတယ်။ ဒီမှာမှဆိုငပြောပင်တွေလည်းရှိတယ်။ ARD တိုင်းထဲမှာတော့များသောအားဖြင့်ပေါက်လေးရှိတာခုနပြောတဲ့ငပြောပင်၊ကွန်သီးပင်၊အုံးပင်၊ကိုကိုပင်ဟာဒါကတော့ဒီမှာကြည့်ဒါဒီဘက်ဒေတာမှာရှိနေတယ်ကျွန်တော်မျိုးကကျွန်တော်ဒေတာမှာရှိနေတဲ့ရွာလေးတွေရဲ့တည်နေပုံမျိုးပဲ။အိမ်စုလေးတွေရှိမယ်၊ရွာတန်းလေးရှိမယ်၊ကွင်းပြင်ရှိမယ်။ဒီလိုပုံစံလေးတွေအိမ်တွေကများသောအားဖြင့်အရင်ကတော့တစ်တပ်ပေါ့။ချွန်းလူတွေကအာဒဏိဘွားပေါ့။အဲ့လိုမျိုးတုံးပြီးစောက်ကြလေးရှိတယ်။ အခုနောက်ပိုင်းတော့ကြောက်ပြားသုံးပြီးဆောက်ကြတဲ့အဆောက်အဦတွေလည်းတော်လေးများလာတယ်အဲဒီမှာတွေ့လားအဲ့ဒါမန်ချန်ရှားနေလားမသိဘူးဟိုမှစိုက်ထားတဲ့ပြင်နေရလေမန်ချန်ရှားကိုဒီမှာကမြန်မာတွေကမြန်မာမှုပြုတာအရင်တော်တယ်လို့ပြောရမှာပဲမန်ချန်ရှားကိုမြန်မာလူမြန်ဆန်ရှားလို့ခေါ်ကြတယ်အချို့နေရာတွေမှာလေ โอเคအခုကျွန်တော်တို့ကဒီဘိုင်းမှာကကြတော့ကျွန်တော်တို့အာဘွားခင်မကနေပြီးတော့ဟိုဟာပေါ့ကံကုန်းလမ်းဆောင်အထိအဲ့ဒီမြင်ကွင်းတွေကိုတွေ့ရမှာဖြစ်ပါတယ်မချို့နေရာတွေကဒီမှာကလမ်းတွေကလေအာအချို့ကတော့လမ်းတော်တော်လေးကောင်းသွားပြီအချို့နေရာမှာကြတော့ဟိုဟာအကွန်ကရစ်လမ်းဖြစ်သွားပြီအချို့နေရာမှာတော့ပြင်စဲဆင်စဲပဲရှိနေသေးတယ်ဒီဘက်ကတော့ကောင်းတာကကွန်ကရစ်လမ်းပေါ်မှာမှအခြားအာကတ်တရာထက်တင်တာမျိုးဘာမျိုး ်ပထမနိုင်သေးလဲကွန်ကရစ်လမ်းအထုအဲ့လိုမျိုးပို့အဆင်ပြေတယ်ဗျမိုးများတယ်ပြီးတော့လို့ရှိရင်ဒီလမ်းပေးတွေမှာကလေခွင်းတွေကလမ်းထက်နှိမ့်နေနှိမ့်တဲ့အခါကျတော့တချို့ဆိုဘေးမှာမြောင်းမှရှိနေတယ်အဲ့ရေကဒီလမ်းတွေအောက်ကိုဟိုရေအမြဲဆွတ်ဆူနေစေတာဖြစ်တဲ့အတွက်လမ်းရဲ့မြေသားခိုင်မာတိတ်သီးစောက်တော့ထိခိုက်ပုံရတယ်ဗျโอเค ယထာလဲယထာလဲယထာလမ်းမောင်စောင့်နေတာဒီလမ်းကပတိန်ဟင်္ဒရယထာလမ်းမောင်ပတိန်ဟင်္ဒရယထာလမ်းမောင်ပတိန်ဟင်္ဒရယထာလမ်းကလွန်ခဲ့တဲ့1920 1903ဒီဇင်ဘာ15ရက်တည်းကစဖွင့်တာသူက82တက်တော့25မှန်ရှိတာအာလာယထာဟောလူစီယထာတော့မဟုတ်ဘူးဗျကုံယထာဗျကုံယထာတရှိကောင်းလဲပေါ့နောက်ကနေတွန်းလာတာ ဒါကြတော့ဟုတ်တယ်ပတိန်ကနေပြီးတော့ကျွန်တော်ဟင်းဒရာအထိသွားတာမျိုးတော့ကျွန်တော်လိုက်စိမ့်မှုတယ်ဒီနေရာကျတော့ဒါပင်နေရာကနေဘယ်လိုထွက်လာလဲမသိဘူးသူ့နဲ့ရှေ့ကြတာဆိုလို့ရန်ကုန်မန္တလေးလမ်းရှိတယ်ရန်ကုန်ပြည်လမ်းရှိတော့မန္တလေးမြကြီးနားလမ်းရှိတယ်ပေါ့အဲ့ဒါပြီးတော့သူကတော့ဒါစတုထားမြောက်ကိုပြောပါမယ်1903ဒီဇင်ဘာ15ရက်ကဖွင့်လေရထားလမ်းလို့ကျွန်တော်တည်ထားပါတယ်တကယ်လို့ကျွန်တော်တို့အာလေ့လာထားတာအမှားယွင်းတိကျအောင်ရှိတယ်ဆိုလို့ရှိရင်လည်းပြင်ဆင်ပေးနိုင်ပါတယ်ဗျာ ဒီမလွာကုန်းပေါက်တော်ယထာလမ်းတော်မှာယထာလမ်းမိုင်းတော်မှာ2017မှာ โอเคအခုကကျွန်တော်တို့ရှေ့ဆိုလို့ရှိရင်ဒါခုနရန်ကုန်ပတိန်လမ်းမကြီးပေါ့ရောက်တော့မယ်ပေါ့ဟိုမှာလမ်းမြင်နေရပြီဒီဘိုင်းမှာတော့ကျွန်တော်တို့ဒီအထိနေမွေးလေးကိုပဲမျှဝေပြရစီဗျအချိန်အများကြီးကြာသွားလို့ရှိရင်လည်းကြည့်ရတဲ့သူတွေဟိုအဆင်မပြေပြီးတော့ဟိုပြင်းနေမှာဆိုလို့ပါအခုညာဘက်ကိုသွားညာဘက်ကလာတာရန်ကုန်ကလာတာပေါ့အခုပြပြကျွန်တော်တို့ကပတိန်ဘက်ကိုသွားမှာ ကျန်တဲ့အပိုင်းတွေကတော့ကျွန်တော်တို့နောက်ပိုင်းတွေမှာဆက်ကြည့်ကြတာပေါ့ဒီမှာဆိုလို့ရှိရင်ဒါအနီလေးကရေကောင်ကနေလာတာဒီအပြာလန်းကကျွန်တော်တို့ထွက်လာပြီးတော့ဘယ်ဘက်ကိုကွင့်မဲ့လန်းနော်အဲ့တော့နောက်ပိုင်းကျလို့ရှိရင်တော့ကျွန်တော်တို့ဒီကနေပြီးတော့အာပတိန်ကိုဖြတ်ပတိန်ကိုဖြတ်ပြီးတော့ချောင်းသားရောက်တဲ့အထိပေါ့ပြီးသွားလို့ရှိရင်လည်းဟိုဘက်ကမြင်ကွင်းလေးတွေနဲ့ပြီးတော့ပြန်တော့ပြန်တဲ့လမ်းအချို့နေရာလေးတွေအာကျွန်တော်တို့မျှဝေခြင်းတဲ့နေရာလေးတွေအကြောင်းလည်းဆက်လက်မျှဝေမှာဖြစ်ပါတယ်ဗျအခုလိုကြီးစုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ